်အမေရိကန်ကယီမင်မှာဟူသီတွေကိုတိုက်ခိုက်မှုအစ်တစ်ခုစတင်လိုက်ပါပြီအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကဟူသီတပုံတွေထိန်းချုပ်ထားတဲ့ယီမင်ကရင်းနှီးစိတ်ကမ်းတစ်ခုကိုပိတ်မှတ်ထားခဲ့ပါတယ်အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့်ယီမင်ကရင်းနှီးစိတ်ကမ်းတစ်ခုမှာလူ180ဒဏ်ရာရခဲ့ပါတယ်ဟုတ်ပါတယ်ယီမင်တနိုင်ငံလုံးမီးလောင်ပြင်းကြီးတစ်ခုလို့ဖြစ်နေပါတယ်အထူးသဖြင့်လွန်ခဲ့တဲ့48နှစ်အတွင်းမှာဆိုရင်ပဋိပက္ခတစ်ခုလုံးရဲ့အရေးကြီးတဲ့အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ် နိုင်ပိုင်းတွင်းမှာပဲအီရန်ရဲ့လက်ကင်တုပ်ဟူသီတွေဟာမျှော်လင့်ချက်အားလုံးဤပါဆုံရှုံခဲ့ရပါပြီ။တလကျော်ကြာတဲ့အထိအမေရိကန်စစ်တပ်ဟာအီရန်ကြောထောက်နောက်ခံပြူထားတဲ့ဟူသီတွေကိုအကြိမ်ကြိမ်တိုက်ခိုက်နေခဲ့ပါတယ်။မီးလောင်နေတဲ့ဟူသီစိတ်ကန်းတွေနဲ့ရေလံချက်ဆက်ယုံတွေကဆလို့စစ်အခြေဆိုင်စခန်းတွေနဲ့မြေအောက်ခံတပ်တွေတစ်ခုပြီးတစ်ခုဖျက်ဆီးခံခဲ့ရတာကိုကြည်စင်အဖြစ်အီရန်ရဲ့လက်နက်နဲ့ထောက်လဲရေးကူညီတွေဟာအဖွဲ့အစည်းပေါ်ကြီးမားတဲ့ထိခိုက်မှုတွေဖြစ်စေခဲ့တယ်ဆိုတာရှင်းလင်းနေပါတယ်။ နေ့စဉ်ဒီပါလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပြင်းထန်တဲ့ဘုံကျဲတိုက်ခိုက်မှုတွေဖြစ်ပွားနေပါတယ်။အခုအမေရိကန်ကသူ့ရဲ့ထိုးစစ်ကိုတိုးချက်ပြီးဟူတီစိတ်ကမ်းမျိုးတွေက latest scan တွေကို ပြစ်မှတ်ထားနေပါတယ်။အမေရိကန်ကသူ့ရဲ့အင်အားအပြည့်အဝကိုထုတ်သုံးနေပြီးဂျီမင်ကဟူတီတပုံတွေဟာ Trump အုပ်ချုပ်မှုအောက်မှာ အသေးအပြောက်အများဆုံးတိုက်ခိုက်မှုလှိုင်းအောက်ရောက်ရှိနေပါတယ်။ဒါဆိုရင်အမေရိကန်က ဘာကြောင့်သူ့ထိုးစေအတိုင်းနာကိုတိုးမြင့်ခဲ့ပြီးဟူတီလေတက်စကန်တွေကလည်းစလို့ဂျီမင်မျိုးတော်ကလျှို့ဝှက်ဟူတီတက်ဆင်ထားတဲ့နေရာတွေအထိပြင်းပြင်းထန်ထန်ပုံကျဲတိုက်ခိုက်နေတာလေ။ကဲဒီအကြောင်းနဲ့ပတ်သက်လို့အသေးစိတ်သိချင်ရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဦးခင်ဗျာ။ပြင်းထန်လာတဲ့အမေရိကန်နဲ့ဟူတီကြားကတိုက်ခိုက်မှုတွေပြီးခဲ့တဲ့ပတ်ကအမေရိကန်တပ်ဖွဲ့တွေဟာဂျီမင်တောင်ပိုင်းကဟူတီထိန်းချုပ်ထားတဲ့ Rocks Isa စိတ်ကန်းကိုပြင်းထန်တဲ့ပုံကျဲတိုက်ခိုက်မှုနဲ့ဖျက်ဆီးခဲ့ပါတယ်။ ဒါဟာပဋိပက္ခမှာအပြင်းထန်ဆုံးတင်းမာမှုမြင့်တက်လာတာဖြစ်ပြီးလွန်ခဲ့တဲ့82နှစ်အတွင်းကတိုးတက်မှုတွေဟာပဋိပက္ခရဲ့ဥတီယာကိုပြောင်းလဲစေခဲ့ပါတယ်။အရင်က တိုက်ခိုက်မှုတွေကြောင့်ဟူတီကောင်းဆောင်တွေနဲ့စစ်ဗိုလ်ချုပ်တွေတေဆုံးခဲ့ပြီးမြေအောက်ခံတပ်တွေဒုံးပစ်စင်တွေနဲ့လက်နက်တိုက်တွေဖျက်ဆီးခံခဲ့ရပါတယ်။အခုပထမဆုံးအကြိမ်တွေနဲ့ဟူတီလေတက်စခန်းတွေလည်းဖျက်ဆီးခံခဲ့ရပါပြီ။ဒါပေမဲ့အီရန်ရဲ့လက်ကင်တုံဟူဒီတွေအတွက်ဟိုဒီတာပြည်နယ်က Rax Isa လောင်စာစီစိတ်ကန်းကိုတိုက်ခိုက်တာဟာ အီရန်လွှမ်းမိုးမှုရဲ့အဆုံးသတ်ဖြစ်လာနိုင်ပါတယ်။ဂျီမဲစိတ်ကန်းကိုအမေရိကန်ရဲ့သေသေနိုင်တဲ့လေကြောင်းတိုက်ခိုက်မှုပြီးမှအီရန်ရဲ့လက်ကင်တုံးဟူတီတွေဟာနောက်ဆုံးချိန်ကြိုးပမ်းမှုအနေနဲ့အမေရိကန်လေတဲသင်းမော်တွေကိုပစ်မှတ်ထားခဲ့ပါတယ်။ဒါဟာတကယ်ကိုအရေးကြီးတဲ့အမှားတစ်ခုပါ။ဖြစ်နိုင်တာကဟူတီတွေသာအမေရိကန်ရေတပ်နဲ့သူ့ရဲ့အဖိုးတန်ဆုံးပိုင်ဆိုင်မှုတွေဖြစ်တဲ့ USS Carl Vinson နဲ့ USS Harry S. Truman တို့ကိုမတိုက်ခိုက်ခဲ့ရင်တင်းမာမှုမြင့်တက်လာတာဟာအဲ့ဒီမှာနဲ့အဆုံးသတ်နိုင်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ဟူဒီရဲ့လောက်ရက်တွေဟာထရမ့်အတွက်နောက်ဆိုးကောင်ရုပ်တင်ပြင်ဖြစ်သွားခဲ့ပါတယ်။ထရမ့်ရဲ့ဟူဒီရေပေါ်ချီတက်တိုက်ခိုက်မှုဟာအပြည့်အဝပြင်းထန်လာခဲ့ပြီးသူ့ရဲ့အင်အားအပြည့်အဝကိုထုတ်သုံးခဲ့ပါတယ်။ထရမ့်ကကျွန်တော်တို့စစ်ရေးအရအင်မတန်ပြင်းထန်ခဲ့ပြီးအောင်မြင်မှုတွေရခဲ့တယ်။ဟူဒီရေတော်တော်လေးဆိုးဆိုးရွားရွားထိခိုက်စေခဲ့တယ်။သူတို့ဟာတင်းမောတွေနဲ့တခြားအရာတွေကိုပြစ်ချနေတဲ့လူတွေပဲလို့ပြောခဲ့ပါတယ်။ နောက်ပြီးမနေ့ညက Rush Isa စိတ်ကန်းကိုတိုက်ခိုက်မှုကြောင့်ကောင်းငင်ရံမှာကြီးမားတဲ့မီလုံကြီးတွေတက်သွားခဲ့ပြီးစီတင်ကားတွေကိုမီးလောင်သွားစေခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုရဲ့အကျိုးဆက်တွေဟာဟူသီတွေအတွက်အင်တန်ဆိုးရွားစေခဲ့တယ်။ဟူသီအဖွဲ့ဝင်တွေနဲ့စစ်ဗိုလ်ချုပ်ဒါဇင်နဲ့ချီပြီးတုတ်တင်ခံခဲ့ရပြီးဟူသီတွေရဲ့အဓိကဗန်ဒန်ဝေအရင်းမြစ်နဲ့အီရန်ရဲ့အဓိကဆက်သွယ်ထားတဲ့လမ်းကြောင်းလဲပိတ်ဆို့ခံခဲ့ရပါတယ်။ American ကသူ့ရဲ့ဘုံကျဲတိုက်ခိုက်မှုအသစ်စတင်ပြီးနောက်ပိုင်းဟူသီထိန်းချုပ်ထားတဲ့ရေနံစက်ရုံကိုပထမဆုံးချိန်တိုက်ခိုက်ခဲ့တာဖြစ်တယ်။ အဲဒီတိုက်ခိုက်မှုပြီးမှာဟူသီတွေကလက်စားချေမယ်လို့ဆက်လက်ချိန်ချောက်ခဲ့ပြီးအီရန်ကြောထောက်နောက်ခံပြူထားတဲ့ဟူသီအဖွဲ့ကအရှေ့လယ်ပိုင်းမှာတပ်ဆွဲထားတဲ့ American Leading တင်းမော့နှစ်စင်းကိုတိုက်ခိုက်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။အဲဒီထဲကတစင်းကမကြာသေးခင်ကမှတပ်ဖြန့်ထားတဲ့ USS Carl Vinson ဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုဟာရီမင်ကဟူသီထိန်းချုပ်ထားတဲ့စိတ်ကမ်းတစ်ခုကို American ကကြီးမားတဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးဟူသီစစ်ဗိုလ်ချုပ်ဒါဇင်နဲ့ချီပြီးတေဆုံးခဲ့ပါတယ်။တောက်ကြနေမှာရီမင်ခြေဆိုင်ဟူသီအဖွဲ့က ပင်လယ်နီတဲက American Lincoln သင်းမော2စီး USS Harry S Truman နဲ့ USS Carl Vinson တို့ကိုပိတ်မှတ်ထားတဲ့စစ်စင်ရေးတစ်ခုလှုပ်ဆောင်နေတယ်လို့ကြေညာခဲ့ပါတယ်။ဒါဟာ Vinson အနေနဲ့ Arid ပင်လယ်ကိုရောက်ရှိပြီးနောက်ပထမဆုံးအကြိမ်ပိတ်မှတ်ထားခံရတာဖြစ်ပါတယ်။ဟုတ်ပါတယ်။ဟူဒီတွေဟာပြင်သစ်ရေတပ်ဟူဒီလေယုံတွေကိုတိုက်ခိုက်နေတဲ့ Aquiltain အမျိုးအစား Frigate စစ်သင်္ဘောကိုလည်းပိတ်မှတ်ထားခဲ့တယ်။ပြင်သစ်စစ်သင်္ဘောကသူ့ရဲ့86 mm ပိုတီရိုမဲလာရာအဓိကအမြောက်နဲ့အနီးကပ်ပြန်တန်းလာတဲ့ဟူတီတိုက်ခိုက်ရေးဒရုန်းတစ်စီးကိုဖျက်ဆီးခဲ့ပါတယ်။တစ်ဖက်မှာလည်းပြင်သစ်ရတဲ့ရဲ့အကွယ်တင်းအမျိုးအစား free gate စစ်တမ်းမဟာပင်လယ်ဒီထဲမှာတိုက်ပွဲဆင်နွှဲနေတဲ့မှတ်တမ်းဗီဒီယိုအစ်ထွက်ပေါ်လာခဲ့ပြီးသူ့ရဲ့86မီလီမီတာ OTO မဲလာရာအဓိကအမြောက်နဲ့အနီးကပ်ပြန်တန်းလာတဲ့ဟူတီတိုက်ခိုက်ရေးဒရုန်းတစ်စင်းကိုပစ်ချခဲ့ပါတယ်။အဲ့ဒီဖြစ်ရမှာထူးခြားတာကခိမီစစ်တမ်းတစ်စင်းဟာတင်းမော့ရဲ့အဓိကအမြောက်တစ်ခုတည်းကိုအသုံးပြုပြီး ပေးငယ်တဲ့လက်နက်တပ်ဆင်ထားတဲ့ drone တစ်စီးကိုဖျက်ဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင် impedance ခင့်မိတဲ့စစ်သည်မော်တွေဟာဒေါ်လာတန်ပေါင်းများပါတန်ဖိုးရှိရဲ KN မီးကြောက်တွေကိုအသုံးပြုစရာမလိုပဲအီရန်လုတ်လက်နက်တွေကိုဘလို့ဖျက်ဆီးနိုင်တယ်ဆိုတာကိုတက်သေးပြခဲ့တဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ပြင်သစ်ကောက်ဝဲဝင်ကြီး Sabastin Lagonu ကပြင်သစ်ရေတပ်ရဲ့ free gate စစ်သည်မော်တစ်စင်းဟာဂျီမင်ကပြစ်လွှတ်လိုက်တဲ့ drone တစ်စီးကိုအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ ဟူဒီတွေကိုချိန်မုံမှုအင်အားအလုံးရင်းတုံးလာတဲ့ထရန့်အီရန်ရဲ့လက်ကင်တုံးဟူဒီတွေရဲ့ဒီလောက်ရတွေကြောင့်ထရန့်ဟာပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတိုးမြှင့်ဖို့ဖြစ်ပေါ်လာခဲ့ပါတယ်ဧပြီလ19ရက်နေ့ညမှာအမေရိကန်လေတပ်ကတိုက်ခိုက်မှုအစ်တစ်ခုစတင်ခဲ့ပါတယ်ဟူဒီမီဒီယာယုံကအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှု73ညဟာပင်လယ်နီမြို့ဖြစ်တဲ့ဟိုဒေတာကလေစိတ်တစ်ခုနဲ့စိတ်ကမ်းတစ်ခုကိုထိမှန်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အဲဒီယုံကမြို့တော်ဆန်အာမာလဲ မေရိကန်ရဲ့တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ဟိုဒေတာစိတ်ကန်းကလေရင်ကွင်းနဲ့ဒုံးပစ်စင်တွေဖျက်ဆီးခံခဲ့ရတာဟာဟူဒီတွေအတွက်အင်မတန်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ဟုတ်ပါတယ်။အရှေ့အလယ်ပိုင်းကအမေရိကန်စစ်ရေးလှုပ်ရှားမှုတွေကိုကြီးကြပ်ကုတ်ခဲ့တဲ့ဆန်ကွန်ကရီမေမာဟူဒီတွေကိုတိုက်ခိုက်မှုတွေပုံမပြင်းထန်လာတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာစစ်စင်ရေးတွေတိတိတသာတိုးချဲ့လာတာကိုကိုးစားပြုနေပါတယ်။ ဟူဒီတပ်ဖွဲ့တွေကလက်စားချိန်မဲ့လို့မကြာခဏကျင်းဝါခဲ့ပေမဲ့သူတို့ရဲ့ဒုံးကျည်တွေနဲ့ဒရုန်းတွေဟာအမေရိကန်လိုကြီးမားတဲ့စစ်ရင်အားကိုတံပြန်ဖို့အစွမ်းမရှိဘူးဆိုတာသက်သေပြခဲ့ပါပြီ။ဟူဒီတွေမှာအခုရှိတဲ့တခုရီးသောအင်အားကတော့အစွမ်းမထက်တဲ့ဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုတွေပဲဖြစ်ပြီးဒါတွေကို latest scan တွေဒါမှမဟုတ်ဒုံးပစ်စင်တွေကနေလုံဆောင်နေတာဖြစ်ပါတယ်။မက်လာလေလောက်ကစပြီးအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာဂျီမန်ကဟူဒီပြစ်မှတ်တွေကိုတိုက်ခိုက်နေခဲ့ပါတယ်။ ဒါကြောင့်ရေနံချက်ဆက်ယုံတွေလေစိတ်တွေနဲ့ဒုံးကျည်ခြေဆိုင်စခန်းတွေကိုထိမှန်ခဲ့ပါတယ်။တမရဒေါ်နယ်ထရန့်ကအမေရိကန်ဟာပင်လယ်နီထဲကတည်ဦးပို့ဆောင်ရေးတင်းမောတွေကိုဟူတီရဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်စေတဲ့သူ့ရဲ့ရည်မှန်းချက်ကိုမယောင်မချင်းအင်အားအလုံးကြီးနဲ့တိုက်ခိုက်မယ်လို့ကြေညာထားပါတယ်။အမေရိကန်ဟာရှေ့လေပိုင်းမှာသူ့ရဲ့စစ်ရေးအင်အားကိုလွန်ခဲ့တဲ့ရာသုနှစ်အတွင်းမှာမြေတွေ့ခဲ့ရများအကြီးမားဆုံးအတိုင်းအတာထိတိစောက်နေပြီးဟူတီတွေကိုအင်တိုက်အားတိုက်တပ်ဖြန့်ချက်တိုက်ခိုက်နေပါတယ်။ ဒီအင်အားလုံးရင်းတိစောက်မှုမှာအမေရိကန်စစ်တပ်ရဲ့အရေးပါတဲ့ပိုင်ဆိုင်မှုတွေပါဝင်နေပါတယ်။အဲ့ဒါတွေကလေရင်တင်သမော်တွေတိုက်လေရင်တွေဘုံကျဲလေရင်တွေနဲ့လေချောင်းရံကာဝေးရေးစနစ်တွေဖြစ်ပါတယ်။ USS Harry S Truman နဲ့ USS Carl Vinson လေရင်တင်သမော်တိုက်ခိုက်ရေးအဖွဲ့တွေဟာအမေရိကန်ကအရှေ့လေပိုင်းမှာတပ်ဖြန့်ထားတဲ့အဓိကဟန်တားနိုင်တဲ့အင်အားစုတွေဖြစ်ပါတယ်။ဒီရေတပ်ရဲ့ပိုင်ဆိုင်မှုနှစ်ခုတလုံးဟာအမေရိကန်ကိုပင်လယ်နီထဲမှာ ဟူသီတွေကိုတံပြန်နိုင်တဲ့အင်အားကြီးမားတဲ့အင်အားစုတစ်ခုကိုပေးဆွမ်းနိုင်ပါတယ်။ဒီလေတင်သမောအဖွဲ့တွေပြင်အမေရိကန်တပ်ဖွဲ့ဝင်၄000ကျော်ကိုလည်းဒေသတွေမှာတပ်ဖြန့်ထားပါတယ်။ B52S, B2X, A10X, F15ES, F35S နဲ့ MQ9 Reapers လို့လေယာဉ်တွေလည်းအမေရိကန်ရဲ့အင်အားစုတည်ဆောက်မှုမှာပါဝင်ပါတယ်။အရှေ့လေပိုင်းဟာဒီလောက်ပြင်းထန်တဲ့အမေရိကန်စစ်တပ်ရဲ့စုစည်းမှုကိုအချိန်တော်ကြာမတွေ့မြင်ခဲ့ရပါဘူး။ ။ဒါကြောင့်ဒါဟာအရေးပါတဲ့အခိုက်အတန့်တစ်ခုဖြစ်လာပါတယ်။အီရန်နဲ့ယီမင်နှစ်ဖွဲ့လုံးဒီပြင်ဆင်မှုအကြောင်းကောင်းကောင်းသိကြပါဗျ။ကျွမ်းကျင်သူတွေကအီရန်ဟာဟူသီတွေနဲ့ထောင်လန်းရေးသတင်းအချက်လက်တွေမျှဝေနေပြီးသူတို့ကိုကူညီဖို့အမေရိကန်စစ်သင်္ဘောတွေရဲ့တည်နေရာတွေကိုပေးပို့နိုင်တယ်လို့ဖော်ပြကြပါဗျ။ဒါပေမဲ့အီရန်တွတ်တော်ဒါဟာမိမိကိုယ်ကိုတတ်တရားနဲ့တူတယ်လို့ရှုမြင်ကြပါဗျ။ဘာကြောင့်လဲဆိုတော့ထရန့်ကပင်လယ်နီနဲ့ဒေတာရင်းတခွင်ကအကြက်အတဲအတွက်အီရန်ကိုအပြစ်တင်နေလို့ပါပဲ။ တမနာထရန့်ကဟူဒီတွေဟာသူတို့ရဲ့လုပ်ရက်တွေအတွက်အပြင်းထန်ဆုံးအကျိုးဆက်တွေကိုလည်းရင်ဆိုင်ရလိမ့်မယ်လို့ကြေညာထားပါတယ်။အီရန်တမနာမက်ဆစ်ပေဇက်ရှ်ကီယန်ကအီရန်ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေဟာဘလို့တိုက်ခိုက်မှုကိုမဆိုခုခံကာကွယ်ဖို့အမြင့်ဆုံးအဆင့်တဲ့အနေထားမှာရှိတယ်လို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ဒီသတိပေးချက်တွေကြားရကပဲဒေတာရင်းကအမေရိကန်ရဲ့စစ်စင်ရေးတွေဟာမက်လ15ရက်ဝင်းကျင်မှာစတင်ခဲ့ပြီးမက်လ20ရက်ရောက်တဲ့အခါလေတင်သင်းမော20နဲ့နောက်ထပ်ဖြတ်သင်းမော20ပင်လယ်နီကိုရောက်ရှိခဲ့ပါတယ်။ ဗီဒီယိုလျှို့ဝှက်ပုံကျဲလေယာဉ်တွေနဲ့ကုန်တင်လေယာဉ်တွေလောင်စာဆီဖြစ်တင်းတဲ့လေယာဉ်တွေကိုအိန္ဒိယသမုဒ္ဒရာကဒီအေဂိုဂါရှားမှာရှိတဲ့အင်္ဂလိပ်အမေရိကန်ပူးတွဲခြေဆိုင်စခန်းမှာတပ်ဖြန့်ခဲ့ပါတယ်။မက်ရှလာ25ရက်မှာအိမ်ဘီရောကဗီဒူးပုံကျဲလေယာဉ်တွေတပ်ဖြန့်မှုကိုတရားဝင်ကြေညာခဲ့ပါတယ်။အခုချိန်ထိအမေရိကန်ဟာရီမင်မှာလေကြောင်းတိုက်ခိုက်မှု230ကျော်လှုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ဒီစစ်စင်ရေးတွေကိုဆက်လက်လှုပ်ဆောင်နိုင်ဖို့ USS Carl Vinson အဖွဲ့ဟာပင်လယ်ကွေ့ဘက်ကိုရွေ့ရှားနေတယ်လို့သတင်းရရှိပြီး င်လယ်ဒီမှာဆက်လက်လှုပ်ရှားနေတဲ့ USS Harry S Truman ကိုအားဖြည့်ဖို့ဖြစ်ပါတယ်။ B2 Spread ဘုံကျဲလေယာဉ်ဆက်နှစင်းအထိကို Diego Garcia နဲ့တခြား Pacific အခြေစိုက်စခန်းတွေမှာတပ်ဖြန့်ထားတာဟာ Iran နဲ့ Houthi နှစ်ဖက်စလုံးကို American ရဲ့ပြင်းထန်တဲ့ရည်တည်ချက်ကိုပြသနေတာဖြစ်ပါတယ်။သူတို့ရဲ့လျှို့ဝှက်စွမ်းရည်တွေနဲ့မြေအောက်ခံတပ်တွေကိုဖျက်ဆီးနိုင်တဲ့ဘုံဒီတွေကြောင့်ဒီဘုံကျဲလေယာဉ်တွေဟာမဟာဗျူဟာမြောက်အားသာချက်ကိုပြောင်းလဲစေခဲ့ပါတယ်။ B260 ဟာ Diego Garcia မှာခြေစိုက်ပြီး ူတီပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့အမြဲအသင့်အနေထားမှာရှိတယ်လို့ယူဆရပါတယ်။ဗီဒူဘုံရဲ့လေရင်တွေကိုဟိုဒီတာစိုက်ကန်းတစ်ခုလုံးကိုဖျက်ဆီးဖို့တာဝန်ပေးထားတယ်လို့လည်းသတင်းရရှိပါတယ်။အချုပ်အားဖြင့်ဆိုရရင်အမေရိကန်ဟာအရှေ့လေပိုင်းဒေသအတွင်းမှာအင်အားကြီးမားတဲ့လေကြောင်းနဲ့ရေကြောင်းတပ်ဖွဲ့တစ်ခုကိုတပ်ဖြန့်ထားတာဖြစ်ပါတယ်။အီရန်ရဲ့ new season တချိန်တည်းမှာပဲအီရန်နဲ့အမေရိကန်ကြားကနျူကလ িয়ার ဆွေးနွေးပွဲတွေဟာရှုပ်ထွေးတဲ့ပုံစံနဲ့တိုးတက်ပြောင်းလဲနေပါတယ်။ထရန့်ရဲ့ရည်ရည်ချက်ကတော့ယူရှင်ပါတယ်။ ူတို့မှာနျူကလ িয়ার လက်နက်မရှိရဘူးလို့ထရန့်ကဆိုပါတယ်။မက်ရှလာ30ရက်မှာထရန့်ကနျူကလ িয়ার သဘောတူညီချက်အသစ်မရရှိရင်အီရန်ကိုဘုံးကျဲမယ်လို့ချိန်ချောက်ခဲ့ပါတယ်။အီရန်ရဲ့မြေကြီးမှာအမေရိကန်ရဲ့ B52 လေယာဉ်တွေပြန်တန်းပြီးတော့ဟန့်တားတဲ့သတင်းစကားတစ်ခုပေးပို့ခဲ့တာဖြစ်ပါတယ်။ဧပြီလဆောပိုင်းမှာထရန့်ကအီရန်ကလိုက်နာမှုမရှိရင်စစ်ရင်အားကိုအသုံးပြုဖို့လဲစဉ်းစားထားတယ်ဆိုတဲ့သူ့ရဲ့တတိပေးချက်ကိုထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီချိန်ချောက်မှုတွေကြားရတဲ့ကပဲတီဟီရန်က ယူရေနီယံတန့်စင်မှုနဲ့ဒုံးကျည်တီထွင်မှုပါဝင်သူ့ရဲ့နျူကလ িয়ার လုံဆောင်မှုတွေကိုတိုးမြင့်ခဲ့ပါတယ်။ဂျီမင်ကရတ်စ်အီဆာစိတ်ကန်းကိုအမေရိကန်ရဲ့ကြီးမားတဲ့လေကြောင်းတိုက်ခိုက်မှုအပြီးမှာထရန့်ကကျွန်တော်ထင်တယ်အီရန်တော့ညှိနှိုင်းခြင်းတွေလောက်ပြီလို့ပြောခဲ့ပါတယ်။အီရန်ကိုကမ္ဘာနျူကလ িয়ার အင်အားကြီး၉နိုင်ငံတွေကိုဘယ်တော့မှဝင်ခွင့်မပြုဘူးဆိုတာကိုသူရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ပြီးတော့အီရန်သာနျူကလ িয়ার လက်နက်တွေရရှိသွားခဲ့ရင် လူတိုင်းရဲ့အသက်အန္တရာယ်ဟာကြီးမားတဲ့အန္တရာယ်တွေရောက်သွားလိမ့်မယ်လို့ Trump ကအလေးအနက်ပြောကြားခဲ့ပါတယ်။အီရန်ဟာညှိနှိုင်းစပွဲကိုလာရမယ်။ပြီးတော့ American ရဲ့သတ်မှတ်ချက်တွေကိုလက်ခံရမယ်ဆိုတဲ့အခြေအနေကိုသူသတ်မှတ်ခဲ့ပါတယ်။လက်ရှိမှာ American နဲ့ Iran ကိုယ်စားလှယ်အဖွဲ့တွေဟာဒုတိယကြိမ် nuclear ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြပြီးတိုးတက်မှုတွေရှိခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့တယ်လို့တတိယကြိမ်ဆွေးနွေးပွဲကိုလာမယ့်အပတ်မှာပြုလုပ်ဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့ဒီဆွေးနွေးပွဲတွေပြတ်ပြားသွားခဲ့ရင် အီရန်ဟာနျူကလ িয়ার အင်အားကြီးနိုင်ငံဖြစ်ဆက်လက်ပေါ်ထွက်လာနိုင်အောင်မလားအဲ့ဒါကိုဖြေဖို့အတွက်ကျွန်တော်တို့ဟာအီရန်ရဲ့နျူကလ িয়ার နဲ့ဒုံးကျည်စွမ်းအင်တွေကိုလေ့လာရမှာဖြစ်ပါတယ်အီရန်မှာလက်ရှိနျူကလ িয়ার လက်နက်တွေမရှိပေမဲ့နိုင်ငံတကာသဘောတူညီချက်တွေကိုမကြာခဏချိုးဖောက်ပြီးလျှို့ဝှက်နျူကလ িয়ার သုတေသနလှုပ်ဆောင်ခဲ့တဲ့တမိုင်းကြောင်းတွေရှိခဲ့ပါတယ်အနောက်တိုင်းလေလာသုံးသက်သူတွေကအီရန်ခေါင်းဆောင်ပိုင်းကဆက်လက်လှုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့ရင်အတော်တန်တိုးတောင်းတဲ့ကာလအတွင်းမှာနျူကလ িয়ার လက်နက်တစ်ခုတီထွင်ဖို့ လိုအပ်တဲ့အသိပညာနဲ့အခြေခံအဆောက်အအုံတွေအီရန်မှာရှိတယ်လို့အခိုင်အမာပြောဆိုကြပါတယ်။သူ့အစီအစဉ်ရဲ့အဓိကချက်ကရတ္တပတ်အနေငယ်တွင်မှာလက်နက်အဆင့်ထိယူရေနီယံကိုတန့်တင်နိုင်ဖို့ရည်ရွယ်ထားပါတယ်။အီရန်မှာအင်ဂျင်နီယာနဲ့စစ်ကောင်းပိုင်းဒီဇိုင်းဆွဲနိုင်တဲ့စွမ်းအင်တွေရှိပြီးသားဆိုရင်အသုံးပြုနိုင်တဲ့နျူကလ িয়ার ကရိယာတစ်ခုကိုလှင့်လင်းမြန်မြန်ထုတ်လုပ်နိုင်ခွင့်ရှိပါတယ်။ဒါပေမဲ့အဲ့ဒီလက်နက်ကိုတက်ဆင်ခြင်းပေါင်းဆက်ခြင်းနဲ့စမ်းသပ်ခြင်းတွေမှာလက်တွေ့ကျတဲ့စိန်ခေါ်မှုတွေရှိနေပါသေးတယ်။ နျူကလ িয়ার အပြင်အီရန်တိုက်ချင်းပစ်ဒုံးကျည်တွေရဲ့အန္တရာယ်သူ့ရဲ့နျူကလ িয়ার စွမ်းရည်တွေအပြင်အီရန်ရဲ့တိုက်ချင်းပစ်ဒုံးကျည်စီစဉ်ဟာဒေတာရင်းမှာကြီးမားတဲ့စိုးရင်စရာအကြောင်းတစ်ခုဖြစ်လာပါတယ်အဲ့ဒီနိုင်ငံမှာအရှေ့လေပိုင်းမှာအကြီးဆုံးဒုံးကျည်လက်နက်တိုက်တွေကတခုရှိပြီးတာဝေးပစ်နဲ့အလက်စားဒုံးကျည်တွေအပြင်အကွာအဝေးကီလိုမီတာ2000တော်ရှိတဲ့ခင်မီစနစ်တွေလည်းပါဝင်ပါတယ်ဒီဒုံးကျည်တွေဟာသီအိုရီယဒေတာတွင်းကနိုင်ငံအတော်များများနဲ့အရှေ့ဥရောပရဲ့အစိပ်ပိုင်းတွေကိုရောက်ရှိနိုင်ပါတယ် အီရန်ဟာသူ့ရဲ့ခုခံရေးမဟာမိတ်မဟာဗျူဟာရဲ့တစိမ့်တစ်ပိုင်းအနေနဲ့သူ့ရဲ့ဒုံးကြီးနဲ့ဒရုန်းနည်းပညာတွေကို လက်ကင်တုပ်အဖွဲ့တွေစီလဲတင်ပို့နေပြီးဒေတာရင်းကိုပို့ပြီးမတိမငြိမ်ဖြစ်စေပါတယ်။ဒုံးကြီးအစီအစဉ်ကိုအစ္စလာမစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ကစီမံခန့်ခွဲပြီး1980ပြည့်လွန်နှစ်တွေကအီရန်အီရတ်စစ်ပွဲအတွင်းမှာအရှိန်ဟုန်ရရှိခဲ့ပါတယ်။အမေရိကန်ရာရှိတွေကအီရန်မှာ ballistic ဒုံးကြီး3000ကျော်ရှိပြီးအများစုဟာ1250မိုင်အထိပြတ်ခတ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်။ ကျွမ်းကျင်သူတွေကအီရန်ဟာသူ့ရဲ့ဒုံးကျည်တွေကိုပိုဝေးတဲ့အကွာအဝေးတွေအတွက်လှင်လင်းမြန်မြန်ပြောင်းလဲတက်ဆင်နိုင်တယ်လို့ယုံကြည်ကြပါတယ်။အီရန်ကသူ့ရဲ့နျူကလ িয়ার စီစဉ်ဟာငြိမ်းချမ်းရေးအတွက်သာဖြစ်တယ်လို့အခိုင်အမာပြောဆိုပေမဲ့ယူရေနီယံတိုးလောင်ပမာဏနဲ့စင်ဒရီဂရိတ်ဖြူအရေးအတွက်လို့ဟာဟာရီဟာသူ့ရဲ့ထုတ်ပြန်ချက်တွေကမကိုက်ညီတာတွေကြောင့်မယုံကြည်မှုတွေတိုးပွားလာခဲ့ပါတယ်။ဆွေးနွေးပွဲတွေပြတ်ပြားသွားပြီးအီရန်ကလျှို့ဝှက်ဒါမှမဟုတ်ပေါ်ပေါ်ထင်ထင်နျူကလ িয়ার လက်နက်တွေတီထွင်ဖို့ကြိုးပမ်းခဲ့ရင် စည်ရေးပဋိပက္ခတွေဖြစ်ပွားနိုင်ခြင်းဟာတိတိတသားမြင့်တက်လာပါလိမ့်မယ်။အစ္စရေးလိုနိုင်ငံတွေကနျူကလ িয়ার လက်နက်ကိုင်းအီရန်ကိုတားဆီးဖို့တစ်ဖက်သက်စည်ရေးရအေးအေးယူဆောင်ရွက်နိုင်တယ်ဆိုတာကိုအကြိမ်ကြိမ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။အောင်မြင်တဲ့သဘောတူညီချက်တစ်ခုဟာပိတ်ဆို့အေးအေးယူမှုတွေကိုတစိမ့်တစ်ပိုင်းရှော့ပေါ့ပေးနိုင်ပေမဲ့အနောက်အင်အားကြီးနိုင်ငံတွေကအရင်ကအမားတွေကိုရှောင်ရှားနိုင်ဖို့ပုံမတင်ကြတဲ့စစ်ဆေးမှုတွေနဲ့အီရန်ရဲ့အပြည့်အဝလိုက်နာမှုတွေလိုအပ်တယ်လို့အလေးနက်ပြောဆိုနေကြပါဗျ။နောက်ဆုံးမှာအီရန်နေနဲ့ နျူကလ িয়ার အင်အားကြီးနိုင်ငံဖြစ်ပေါ်ထွက်လာနိုင်ကြီးဟာသူ့ရဲ့ဤပညာတိုးတက်မှုအပေါ်မှာနေမဟုတ်ပဲတန်တမန်ရေးရအဆုံးဖြတ်နဲ့ကမ္ဘာတုံ့ပြန်မှုအပေါ်မှာလည်းမူတည်နေပါတယ်။လောလောဆယ်မှာသေချာတာတစ်ခုကတော့ဂျီမင်ကိုအမေရိကန်ရဲ့ပိတ်ဆို့မှုဟာဟူဒီတွေကိုပြင်းထန်တဲ့တိုးနှက်ချက်တွေပေးခဲ့ပြီးအီရန်ကနှိမ့်နိုင်စပွဲမှာအသာစီးရဖို့သူ့ရဲ့နျူကလ িয়ার ကတ်ကိုအသုံးပြုနေပါတယ်။တစ်ချိန်တည်းမှာဝါရှင်တန်ဟာပင်လယ်နီကနေပါရှန်ပင်လယ်ကွေ့ထိသူ့ရဲ့စစ်ရေးအင်အားကိုတိုးမြှင့်နေပြီး နျူကလ িয়ার ဆွေးနွေးပွဲတွေပြပြသွားခဲ့ရင်အရှေ့အလယ်ပိုင်းမှာတင်းမာမှုတွေပုံမမြင့်တက်လာနိုင်တယ်ဆိုတဲ့အရေးအကြောင်းကိုပြသနေပါတယ်။လောလောဆယ်မှာအီရန်ဟာထရမ့်ရဲ့တတိပေးချက်တွေကိုအလေးနက်ထားပုံရပြီးသူ့ရဲ့ရည်တည်ချက်ကိုရှော့ချနေပုံရပါတယ်။လိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။